အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဘောလုံးကစားသမားတွေအားကစားသမားတွေစီမှာအဖြစ်များတဲ့ AC ရဲ့တိုင်းဟာအကြောင်းကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီအကြောင်းပြောဖို့ကျွန်တော်တော်တော်စဉ်းစားရတယ်။ဘာလို့လဲဆိုတော့ဒါအစီပညာနဲ့သက်ဆိုင်နေတာဖြစ်တဲ့အတွက်ကြောင့်အာဒီဒီကြည့်နေတဲ့နေရာမှာဆရာဝန်တွေရှိမယ်ဆိုလည်းကျွန်တော်ကိုမှားတာတွေထောက်ပြနိုင်ပါတယ်။အာကျွန်တော်ရသလောက်တော့ကျွန်တော် research လေးတော့ကျွန်တော်လုပ်ထားရပါတော့။အာကျွန်တော်တို့ဘောလုံးသမားစီမှာအဖြစ်များ AC ရဲ့တိုင်းအကြောင်းအာဒါဆိုရင်ကျွန်တော်တို့စာလိုက်ကြအောင်။ကျွန်တော်တို့ဒီ ဒူးရွတ်ပြဲတာပေါ့နော်အာ AC ရတိုင်းအောင်မြန်မာလိုပြောမယ်ဆိုရင်တော့ကျွန်တော်ဒူးရွတ်ပြဲတာအဲအာကျွန်တော်ဒူးဆိုတာအရွတ်တွေအများကြီးနဲ့တိစောက်တာဖြစ်ပါတယ်အဒူးရွတ်ပြဲတာကျွန်တော်၄မျိုးရှိရပေါ့နော်အာရပါးလေးလဲဆိုတော့ဒီကျွန်တော် AC ရပေါ့နော်အဖင်များကြ AC ရ AC ရကြောင့်အရှိတ်ဘက်ဒူးပြဲတာပေါ့ဗျာအရှိတ်ဘက်နေရာမှာရှိရဒူးအရွတ်လေးပြဲသွားတာပေါ့နော်အဲ့ဒါကို AC ရတီးရလို့ခေါ်တယ်ဗျာပြီးတော့နောက်တစ်မျိုးကကျွန်တော်တို့ PC ရတီးရ PCAT ရကြကျွန်တော်တို့ပါလဲဆိုတော့အဲဒူးရဲ့အနောက်ဘက်ပေါ့နော်ဒူးရဲ့အနောက်ဘက်အရှုပ်ပြေးတာကို PCAT ရလို့ခေါ်တယ်ဒါကတော့ကျွန်တော်တို့ကစားသမားတွေအာဖြစ်တာတော့ဖြစ်တယ်ဒါပေမဲ့အာအရန်မဖြစ်ကြဘူးပေါ့နော်အဲပြီးတော့နောက်တစ်မျိုးကကျွန်တော်တို့ MCAT ရလို့ခေါ်တယ်အဲဒါကကျတော့ကျွန်တော်ဒီ ဒူးအတွင်းထဲမှာရှိတဲ့အရှိုလေးကပြဲသွားဖြစ်ပါတယ်เนาะနောက်တစ်ခုကကျတော့ကျွန်တော် AC ရဲ့တီးရပါเนาะ AC ရဲ့တီးရကျတော့ကျွန်တော်ဒူးရဲ့အပြင်ဘက်မှာရှိတဲ့အရှိုလေးကပြဲသွားဖြစ်ပါတယ် LC အတီးရလို့ခေါ်တာဖြစ်ပါတယ်အခုကဘာလို့ဒီဒူးရုပ်ပြဲရလဲကျွန်တော်ပို့ပြီးတော့များလဲဆိုရင်ကျွန်တော်အာဂရာသမားကြီးမှာကျတော့ကျွန်တော်ရုပ်တရက်အဥမာပါเนาะဘောလုံးဆွဲသွားတဲ့အချိန်မှာကျွန်တော်ရက်လိုက်ရအမျိုးရှိရဲ့အာကျွန်တော်ဒီပြေးခုံပြစ်တင်မှာဆိုလဲအာရုပ်တရက်ရက်လိုက်ရအမျိုးအဒီလိုအပေါ်ကနေအချိန်နဲ့ကြာလာအမျိုးအဲ့လိုမျိုးကြီးအစီမှာကျွန်တော်တို့အဖြစ်များကြရပါเนาะပြီးတော့တချို့ရင်မှားနေတဲ့အချက်ကကျွန်တော်ဒူးရုပ်ပြဲတိုင်း ACA တရားမဟုတ်ပါဘူးအာစနကျွန်တော်ပြပြခဲ့တဲ့၄ချက်လုံးမှာ၄ချက်လုံးကကျွန်တော်ဒီဒူးရွပြေးတာပဲပေါ့နော်ဒူးရွပြေးတဲ့နေရာမှာကျွန်တော်သွေးမိုင်းပြေးတာလားကျွန်တော်အပြင်မိုင်းပြေးတာလားအဲ့လိုမျိုးပေါ့နော်အဲမျိုးစုံရှိပါရဲ့အာတေချာတကယ်ကိုကဒူးကောင်းကဘယ်လိုပြောရမလဲလမ်းမလျှောက်နိုင်တော့ဘာညာဆိုရင်တကယ်ကျွန်းကျင်နေဆရာဝန်နဲ့တေချာတိုင်းမှာအာဘာလို့ဆိုတော့ချောင်းဆိုတာကျွန်တော်တို့အရာရာပဲဗျာကျွန်တော်လမ်းလျှောက်ဖို့ဆက်လက်ကစားဖို့ဆိုတာဒီကျွန်တော်တို့အဲချောင်းကောင်းမှကျွန်တော်တို့အဆင်ပြေမှာပေါ့နော် ကျွန်တော်တို့အဖြစ်များတာတော့ ACA တန်ရပေါ့နော်ကျွန်တော် ACA တန်ရဖြစ်တဲ့အခါကျရင် ကျွန်တော်ဘယ်လိုကုသရမလဲအအဓိက အဲဘယ်လိုပြောရမလဲအဓိကကျွန်တော်ပြောချင်တာကတော့တကယ်ဖြစ်ပြီဆိုရင်အာကျွမ်းကျင်တဲ့ဆရာဝန်နဲ့တရားတိုင်းမှာအာကျွမ်းကျင်တဲ့ဆရာဝန်နဲ့တရားတိုင်းမှာသူပြောရတဲ့အတိုင်းလိုက်လို့ပါအာဥမာကိုကတစ်နှစ်တန်သည်နှစ်နှစ်တန်သည်အဲ့လိုနားမယ်ဆိုလဲနားလိုက်ပါအာဂျားထဲမှာဆရာဝန်ကမညွှန်ကြားဘဲနဲ့လုံးဝအာဥမာကျွန်တော်တို့ဘောလုံးကန်လိုက်တာမျိုးအားကစားလုပ်လိုက်တာမျိုးဒါမျိုးတွေမလုပ်ပါနဲ့ဒါမျိုးတွေရှောင်ချင်ပါဒီတချို့ကြတော့ဒီကျွန်တော်တို့ exercise ပေါ့နော် exercise တွေလုပ်ကြတယ်ဆရာဝန်ကလည်း exercise လုပ်ဖို့ပြောတယ်အဲ့လိုမျိုးဆိုရင်တော့ exercise လုပ်ပါအာသူညှိုးတဲ့ဆေးတွေတောက်ပါဆေးတွေလိမ့်ပါပေါ့နော်အာသူက မလုတ်ခိုင်းနဲ့အားကစားရအပြင်းထန်မလုတ်ပါနဲ့။ဖာအားကစားမှလည်းအားကစားလုတ်ရှင်အောင်လည်းရှောင်းကျင်းပါပေါ့နော်။သူပြောရင်ပေါ့ အဲ့ဒါကတော့အဓိကတော့ပြောချင်တာကတော့အာကိုတောက်ဆေးလိမ့်ဆေးနဲ့ကိုကမပြောက်ဘူးဗျအဓိကတော့ဒါကတော့ရှင်းတယ်ဘာလို့လဲဆိုအရှုပ်ပြဲရဖြစ်တဲ့အတွက်ကြောင့်ဟိုအတွက်ကြောင့်ဆရာဝန်နဲ့သာတေချာတိုင်ပင်ပါလို့ဒါကျွန်တော်ပြောချင်ပါတယ်ဆိုရင်ကျွန်တော်တို့ AC ရဲ့ဒဏ်ရာမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုကာကွယ်ရမလဲအဥမာကျွန်တော်တို့အာဘောလုံးကစားတဲ့အခါကျရင်အာကျွန်တော်တို့ဘောလုံးကစားအားကစားပေါ့ဗျဘာအားကစားဖြစ်ဖြစ်ကျွန်တော်တို့ကစားတဲ့အခါကျရင်အာကျွန်တော်ဒီလိုဒူးကောင်းမှာဒူးကောင်းမှာဘယ်လိုပြောရမလဲအကာကွယ်လေးအာဆုပ်ပြီးတော့ကန်တာမျိုးအာဒါမှမဟုတ်ဒီကျွန်တော်ထိမ့်ပေးတဲ့အာစက်တာလေးရှိရပါတော့အဲ့ လိုမျိုးလေးတွေဆိုပြီးကန်တာမျိုးအာကျွန်တော်ဆိုရင်တော့တခါရေဆိုရင်တော့ကျွန်တော်အာဘယ်လိုမျိုးဒူးကောင်းနေနားနေတာမျိုးပေါင်နေနားနေတာမျိုးဆိုရင်ကျွန်တော်ဆေးလေးလိမ့်ပြီးတော့အာဆီလီကွန်တိတ်လေးတွေဘာလို့အဲ့လိုမျိုးလေးနဲ့ကျွန်တော်ဆေးပြီးကန်တာမျိုးရှိရဗျာတာပြီးဆီယောင်းဝင်းရတယ်တက်တာပြီးကန်လို့ဘာညာရပြီဆိုရင်အဲ့လိုမျိုးလေးထိမ့်ပြီးတော့ကန်စေခြင်းနဲ့ ဒါမှသာကျွန်တော်တို့အနာတရရေးထပ်ပြီးတော့မဖြစ်မယ် AC ရထိုင်ရဖြစ်တဲ့ခါကျရင်မပေါ့ပါနဲ့ဆရာဝန်နဲ့အနီးကတိုင်းမြင်ဆွေးနွေးပါလို့ပဲကျွန်တော်ပြောချင်ပါတယ်။အပြီးတော့တည်ကျင်တာရှိရင်ကျွန်တော်ကိုကွန်မန့်မှာမှတ်ငယ်ပေးပါကျွန်တော်ပြန်ဖြေပေးပါမယ်ခင်ဗျာ။ဆွေးနွေးလိုက်ကြပါမယ်ဗျာ။